မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ဆက်အနာရှင်တမိုင်းမှာအရှိမြောက်တိုင်းစစ်ဌာနချုပ်ကြီးကိုအသိမ်းခံလိုက်ရတဲ့အထိစစ်အရှုံးဆုံးအာဏာရှင်အဖြစ်မှတ်တမ်းဝင်သွားတဲ့စစ်ရှုံးသမားမင်းအောင်လိုင်ကိုဖယ်ရှားရှင်းနေမဲ့တက်တွင်းပြန်လဲအာဏာသိမ်းမှုတွေရှိလာနိုင်တယ်ဆိုပါတယ်ဆန္နာသိမ်းမှုကိုပြည်သူတွေရဲ့စန့်ကျင်မှုအရှိန်ဟုံဟာပြင်းထန်လွန်းတဲ့အတွက် ဆဲလ်စုကမထိန်နိုင်တော့ပဲဆန္ဒရှင်ချုပ်ငင်းပြောက်ွယ်တော့မယ်ဆိုပြီးကန်ယူဥက္ကဋ္ဌဘဒုဆော့ဖ်ဝဲထူဝင်းကပြောဆိုလိုက်တဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ဆန္ဒရှင်တမိုင်းမှာအရှိမျောက်တိုင်းစစ်ဌာနချုပ်ကြီးကိုအသိမ်းခံလိုက်ရတဲ့အသည့်စစ်အရှုံးဆုံးအာဏာရှင်အဖြစ်မှတ်တမ်းဝင်သွားတဲ့စစ်ရှုံးသမားမင်းအွန်လိုင်းကိုဖယ်ရှားရှင်းလင်းမဲ့တက်တွင်းပြန်လည်အာဏာသိမ်းမှုတွေရှိလာနိုင်တယ်လို့နိုင်ငံရေးအကြက်ခတ်တွေကပြောကြပါတယ် မဲအောင်လိုင်ဦးဆောင်တဲ့အကြံဖက်စစ်တပ်ရဲ့လက်ထက်မှာမြန်မာနိုင်ငံရဲ့စစ်တိုင်း14ခုတဲကသူတို့စစ်တပ်ထက်အစင်လာကြီးမားတယ်ဆိုပြီးဂုံယူပြောဆိုနေတဲ့လာရှိုမျိုးကအရှိမြောက်တိုင်းစစ်ဌာနချုပ်ကြီးတိမ့်ပိုက်ခံလိုက်ရတဲ့အပြင်အရက်လေးမျက်နှာမှာလည်းအရှုံးတွေသာကြုံနေရတာကြောင့်စစ်အနာရှင်ထိတ်ပိုင်းတဲ့စစ်တပ်အတွင်မှာမဲအောင်လိုင်းအပေါ်မကြေနပ်မှုတွေတနည်းတခြားကြက်ကြဲလောင်လောင်ထွက်ပေါ်နေတယ်လို့သိရပါတယ်အဲ့ဒီလိုတွေကြောင့်လာမယ့်ကာလအတွင်းမှာမဲအောင်လိုင်းကိုစစ်ကောင်းဆောင်နေရာကနေဖယ်ရှားတာမျိုးနဲ့ တက်တွင်းပြန်လဲအာနာသိန်းနာတွေရှိလာနိုင်တယ်လို့လဲသုံးသပ်မှုတွေရှိနေပါတယ်စစ်တပ်နဲ့နှိစက်တဲ့အကဲခတ်တွေပြောတာကတော့ရမကကြာရှုံးပြီးတဲ့နောက်မင်းအွန်လိုင်းကိုစစ်အုပ်စုတဲမှာသဘောထားတင်းမာတဲ့သူတွေအုပ်စုတောက်တဲ့စစ်အရာရှိအဟောင်းတွေကယာရုကနေဖက်ရှားဖို့စ조사နိုင်တယ်လို့စစ်မြေပြင်မှာလက်ရှိတိုက်နေတဲ့တံမှုကြီးတွေတိုင်းမှုတွေတက်မှမှုတွေကနေအဆင့်ဆင့်ပုံကံမှုတွေပြန်လဲအာနာသိန်းတာမျိုးတွေအထိပေါ်ပေါက်လာနိုင်ပွဲရှိတယ်လို့နိုင်ငံရေးလေ့လာသုံးသပ်သူတွေကပြောနေကြပါတယ် အဲ့လိုမှမဟုတ်ပဲမဲအွန်လိုင်းဒါစစ်ကောင်းဆောင်ဖြစ်ဆက်ရှိနေမယ်ဆိုရင်လေမဲအွန်လိုင်းရဲ့စီရေးစီမံခံခွဲမှုညံဖြင်းဒါတွေနိုင်ငံရေးနဲ့စီးပွားရေးစီမံမှုအမှားတွေဟာဒီမိုကရေစီလိုလားတဲ့တော်လှန်ရေးအင်အားစုတွေအောင်ပွဲမြန်မြန်ရဖို့အတွက်တွေ့ဝိုက်အပေးနေတယ်လို့ဖြစ်နေတယ်လို့လည်းသုံးသပ်နေတာတွေရှိပါတယ်ဒါကြောင့်မဲမဲအွန်လိုင်းကသူ့ကိုဖြုတ်ချမှာကိုဆိုရင်တဲ့အတွက်သူ့ရဲ့လက်အောက်ငယ်သားတွေကိုချကျွေးဒါတွေဖြုတ်ထုတ်ရှင်းလင်းဒါတွေသူယုံကြည်ရတဲ့သူတွေနဲ့အစားထိုးလက်လေဒါတွေကိုလှုပ်နေတာလို့ဆိုပါတယ်တစ်ဖက်မှာလည်း ရှေ့တန်းစစ်မြေပြင်ကနေစစ်ရှုံးလာလို့ဆိုပြီးမဲအောင်လိုင်ကသူ့လက်အောက်ငဲ့သားဗိုလ်မှူးချုပ်တွေကိုတေတံပေးတာတွေတိုင်းမှုတွေတက်မှမှုတွေကိုမကြာခဏယာတုဖြုတ်ပယ်ဖမ်းဆီးထောင်ချတာတွေကိုမစင်မကျင်လုပ်နေတဲ့အပြင်သူ့ရဲ့စစ်ရေးအရှုံးကြီးတွေနိုင်ငံရေးတွက်ဆမှုအလွဲကြီးတွေကြောင့်မကြာခင်ကာလမှာမဲအောင်လိုင်ကိုဖယ်ရှားရှင်းလင်းမဲ့တက်တွင်းပုံကံမှုကြီးတွေပြန်လဲအာဏာသိမ်းမှုတွေဖြစ်လာနိုင်တယ်လို့လဲနိုင်ငံရေးလိလသုံးသက်သူတွေရောစစ်တပ်နဲ့နှိစက်သူတွေကပါသုံးသက်ပြောဆိုထားကြပါလိမ့်ခင်ဗျ ဖက်မှာလေဆန္ဒသိမ်းမှုကိုပြည်သူတွေရဲ့စန့်ကျင်မှုအရှိန်အဟုန်ဟာပြင်းထန်လွတ်နေအတွက်ဆေးအစုဟာမထိန်နိုင်တော့ဘဲဆန္ဒရှင်ချုပ်ငိမ့်ပြောက်ွယ်တော့မယ်ဆိုပြီး KNU ဥက္ကဋ္ဌဘဒု software 2ဝင်းကပြောဆိုလိုက်ပါတယ်84နှစ်မြောက်ကရင်အာဇာနီနေ့ကိုပေးပို့တဲ့တဝင်းလွှာမှာ KNU ဥက္ကဋ္ဌဘဒု software 2ဝင်းကပြောတော့တာပါဒီနေ့ဒီချိန်ဟာစစ်တပ်ကတိုင်းပြည်အာဏာကိုအတမလွတ်ယူသိမ်းပိုက်ခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့နောက်ပိုင်းတလျှောက်တနင်္ဂနွေလုံးမှာရှိတဲ့ပြည်သူတွေအလုံးလူမျိုးတွေအလုံးက အဖက်ဖက်ကနေဆန့်ကျင်တိုက်ပွဲဝင်နေကြပြီဖြစ်တဲ့အတွက်ဒီဆန့်ကျင်မှုတွေဟာအရှိန်ဟုန်ပြင်းထန်လွန်းတဲ့အတွက်ဆေးဥစုဟာမထိန်နိုင်တော့တဲ့အခြေအနေရောက်နေပြီဖြစ်တာကြောင့်စာနာရှင်ချုပ်ငိမ့်ပြောက်ကွယ်တော့မယ့်အခြေအနေဖြစ်နေပြီလို့လဲရန်ယူဥက္ကဋ္ဌဘုဒ္ဓဆော့ကွယ်ထူးဝင်းကပြောတော့ပါလေလက်ရှိမှာတော့ရန်ယူပါဝင်းကရင်တိုင်းရင်းသားတွေအနေနဲ့လဲစာနာရှင်စနစ်စုံကန်းတိုင်ပျောက်ပြတ်သွားဖို့အတွက်ကြာရကဏအတိတိကနေပူပေါင်းဆောင်ရွက်ကြဖို့လိုအပ်ပြီးမြန်မာနိုင်ငံကိုဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအဖြစ်တည်ဆောက်သွားကြဖို့အတွက် တိုင်းသားလူမျိုးအားလုံးအပါဝင်ဆန္ဒရှင်ကိုစန့်ကျင်နေတဲ့တော်လိုင်းအင်အားစုအသီးသီးနဲ့အတူတကွပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း GNU ဥက္ကဋ္ဌဘရိုဆော့ဖ်ဝဲထူဝင်းကပြောတော့ပါတယ်ခင်ဗျာတစ်ဖက်မှာတော့အချမ်းဖတ်စစ်ကောင်စီနဲ့စစ်တပ်လော်ဘီတွေကလာရှုံမျိုးမှာတအိမ်ကိုတအုပ်စစ်မှုမထမ်းရင်ပိုင်ဆိုင်မှုတွေတိမ့်မယ်ဆိုတဲ့မဟုတ်မမှန်တဲ့ MNDAA ကြီးညာချက်အတုတွေကိုထုတ်လုပ်ပြန့်ဝေနေကြပြန်တယ်လို့ MNDAA သတင်းရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်အချမ်းဖတ်စစ်ကောင်စီက လာရှုံမျိုးနဲ့ရမခတိုင်းစစ်ဌာနချုပ်ကြီးကြာသွားပြီးတဲ့နောက်မှာသူတို့ရဲ့အကြီးအကျယ်ရှုံးမှုတွေကိုအဖက်ဆဲကျင်တာနဲ့ဒိတ်ခါမရှိတဲ့အောက်လန့်နီတွေကိုသုံးပြီး MNDA တပ်တွေကိုလူမျိုးရေးဝါဒမှိုင်းတွေနဲ့ဤမျိုးစုံဝါဒဖြန့်နေတဲ့ကြားကအခုလေဩဂလာ၁၇ရက်နေ့ဖြစ်တဲ့မနေ့ကရက်စွဲနေပဲအချမ်းဖက်စစ်ကောင်းစီနဲ့စစ်တပ် lobby တွေကလာရှုံမျိုးမှာတအိမ်ကိုတအူစစ်မှုမထမ်းရင်ပိုင်ဆိုင်မှုတွေသိမ့်မယ်ဆိုတဲ့မဟုတ်မမှန်တဲ့ MNDAA ကြီးညာချက်အတုတွေကိုထုတ်လုပ်ဖြန့်ဝေနေကြပြန်နေဆိုပါတယ် တကယ်လက်တွေ့မှာတော့ MNDAA ဘက်ကအဲ့ဒီလိုမျိုးထုတ်ပြန်ထားတာမျိုးလဲလုံးဝမရှိပါဘူးလို့ MNDAA သတင်းရင်းမြစ်ကပြောထားတဲ့အပြင်အဲ့ဒီလိုတရုတ်စာနဲ့ကြီးညာချက်ကြီးကလည်းအတူကြီးဖြစ်တယ်လို့ပြောထားပါတယ်အဂျမ်ဖက်စစ်ကောင်စီကလာရှုမျိုးမှာရှိတဲ့သူတို့ရဲ့တိုက်စစ်ဌာနချုပ်ကြီးကို MNDAA ဥဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေကသိမ်းပိုက်ပြီးတဲ့နောက်မှာပဲ အဲ့ဒီလိုတရုတ်ဘာသာစကားနဲ့ရေးထားတဲ့ MNDAA ကြီးညာချက်အတုတွေတတိပေးချက်အတုတွေကိုမကြာခဏဆိုသလိုဖြန့်ဝေပြီးမဟုတ်မမှန်ဝါဒမှိုင်းတိုက်တာတွေကိုလုံနေပြန်တယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့တတော်နစခွန်စစ်စင်ရေးကြီးအတွင်း TNL ထိန်းချုပ်ထားတဲ့မြို့နယ်12ခုမှာတရားစီရင်ရေးဆောင်ရွက်ဖို့ဘ ਹੁ ခရိုင်မြို့နယ်တရားသူကြီးတွင်နဲ့ဥရေအရာရှိရှေ့နေစုစုပေါင်း22ဦးကိုယာဒုနဲ့တာဝန်တွေအနှင်းပေးခဲ့တယ်လို့ TNL ကနေတရားဝင်သတင်းထုတ်ပြန်ထားပါတယ် လက်ရှိ2029စစ်စင်ရေးရဲ့ပထမလှိုင်းနဲ့ဒုတိယလှိုင်းအတွင်းမှာပါ DNL ထိမ်းချုပ်ထားတဲ့မြို့နယ်12ခုမှာ DNL ကဗဟိုတရားသူကြီးတွေခရိုင်တရားသူကြီးတွေမြို့နယ်တရားသူကြီးတွေနဲ့ဥပဒေရှင်းနေအားလုံးစီလုပ်ငန်းတာဝန်တွေလွှဲပြောင်းပေးအပ်နေတဲ့အခမ်းအနားကိုအခုလာ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီအခမ်းအနားကို DNL အထွေထွေအတွင်းရေးမှုဗိုလ်ချုပ်တာပုံကျော်အပါဝင် DNL ထိပ်ပိုင်းအရာရှိတချို့ပါတက်ရောက်ပြီးတော့ တအံ့ပြည်နယ်ရဲ့ဗဟိုတရားသူကြီးခရိုင်တရားသူကြီးမြို့နယ်တရားသူကြီးတွေနဲ့ဥပဒေရှင်းနေစုစုပေါင်း29ဦးလဲတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျာဒီတခါမန္တလေးတိုင်းဘက်မှာတော့ငင်းကြံမြို့နယ်မှာတော်လန်ရေးတပ်တွေရဲ့တရင်ကိုစုံစမ်းထောက်လန်းမှုဆိုပြီးဆိုင်ကယ်နဲ့ထွက်လာတဲ့စစ်ကောင်စီဘက်ကရဲတပ်သားထွန်းလင်းတန့်ဆိုသူနဲ့ပြူစောတိတအုပ်ကိုတော်လန်ရေးတပ်တွေကအရှင်ဖမ်းဆီးရမိခဲ့ပြီးခုခံထွက်ပြေးတဲ့ပြူစောတိတအုပ်ကတော့ပြစ်ခတ်ရှင်းလင်းခံရတဲ့အတွက်ပွဲချင်းပြီးကိုသေသွားပြီလို့ ညင်ဂျန် Black Tiger တပ်ဖွဲ့ခေါင်းဆောင်ဘိုမိုက်ခဲကရန်ကုန်ခေတ်တကိုပြောပါတယ်။အောက်ကလကိုရဲ့နေကပဲ။မြင်းညံမြို့နယ်စီမီကုံမြို့မှာတာဝန်ကျနေတဲ့ရဲတပ်သားထွန်းလင်းတန်ဆိုသူနဲ့ပြူစော်တီနှစ်ဦးတို့ဟာ PDF တပ်ဖွဲ့တွေရဲ့တရင်ကိုစုံစမ်းထောက်လန်းဖို့ဆိုပြီးစိုင်ကယ်နဲ့ထွက်လာတဲ့အချိန်တော်လည်းပူပေါင်းတပ်ဖွဲ့တွေကလမ်းကနေအသင်ဆောင်ပြီးအရှင်ဖန်းစီရမိခဲ့တယ်ဆိုပါလေ။အဲ့ဒီလိုဖန်းစီတဲ့အချိန်ပြူစော်တီတအူးကတော့တော်လည်းတပ်တွေကိုခုခံထွက်ပြေးတဲ့အတွက်မဖြစ်မနေအခြေအနေရပြစ်ခတ်ရှင်းလင်းလိုက်ရမှာ။ ပွဲချင်းပြီးကိုသေသွားပြီအရှင်ဖန်စီရမိထားတဲ့လက်ရှိရတသားထွန်းလင်းတန်းဆိုသူနဲ့နောက်ထပ်ပြူစောတိတူကိုတော့တော်လိုင်းရဲတပ်တွေကစစ်သုံးမှန်းဥပဒေနဲ့အညီကောင်းကောင်းမွန်မွန်စစ်ဆေးမှုတွေလှုပ်ဆောင်နေပြီအဲ့ဒီလိုဖန်စီရမိထားတဲ့ရတသားထွန်းလင်းတန်းဆိုတဲ့သူဟာရဲတပ်တန်းကတနှစ်နဲ့သုံးလသာရှိသေးတယ်လို့လဲထွက်ဆိုထားတယ်လို့မြင်းကြံ black tiger တပ်ဖွဲ့ကောင်းဆောင်ဘိုမိုက်ခက်ကပြောထားပါတယ်ခင်ဗျအခုတခါစီးပွားရေးသတင်းပတ်မှာတော့ ပြည်တွင်းစီးပွားရေးဈေးကွက်မှာအခောက်ရွှေတစ်ကျပ်သားကိုငွေကျပ်89သိန်း4000တိစံချိန်တင်မြင့်တက်သွားပြန်ပြီအမေရိကန်ဒေါ်လာဈေးဟာလည်းဒေါ်လာကိုငွေကျပ်6200ကျော်တဲ့အထိဈေးနှုန်းမြင့်တက်သွားပြီစစ်တပ်နဲ့ပတ်သက်တဲ့စီးပွားရေးသမားတွေကပါဒေါ်လာတွေကိုရသမျှအကုန်လိုက်ဝယ်နေတယ်လို့ရန်ကုန်မြို့နယ်စီးပွားရေးသမားတဦးကပြောပါတယ်ဩဂုတ်9ရက်နေ့ကစပြီးပြည်တွင်းမှာအမေရိကန်ဒေါ်လာတန်ဖိုးဟာဒေါ်လာကိုငွေကျပ်6000အထိဈေးနှုန်းမြင့်တက်သွားရကနေ့ ဒီကနေ့ဩဂလ12ရက်နေ့မှာတော့ဒေါ်လာကိုငွေကျပ်6200ကျော်တဲ့အထိဈေးနှုန်းမြင့်တက်မှုကစံချိန်တင်သွားပြန်ပြီဆိုပါတယ်ဈေးကွက်ထဲမှာကုန်တယ်တွေကတော့ဈေးနှုန်းတွေပြန်ကျနိုးပြန်ကျနိုးနဲ့စောင့်ကြည့်နေရကနေဈေးနှုန်းကပြန်မကျပဲတနေ့တခြားပိုပိုပြီးတော့သာမြင့်တက်လာနေတဲ့အပြင်တစ်ဖက်မှာလည်းလက်ရှိ73ဈေးသမားတွေရောပို့ကုန်တွင်းကုန်သမားတွေအပြင်စစ်တပ်နဲ့ပတ်သက်နေတဲ့စီးပွားရေးသမားတွေပါဈေးကွက်ထဲမှာဒေါ်လာတွေကိုရက်သမျှအကုန်လိုက်ဝယ်နေတဲ့အတွက် ဈေးကပြန်မကျပဲအတက်ကြီးပဲဖြစ်နေတယ်လို့ရန်ကုန်မြို့နယ်စီးပွားရေးသမားတဦးကပြောထားပါတယ်။အဲ့ဒီလို American Dollar တန်ဖိုးဇက်တိုက်မြင့်တက်မှုနဲ့အတူတစ်ဖက်မှာလည်းအခောက်ရွှေဈေးနှုန်းမှာဆက်လက်မြင့်တက်နေပြီးအခောက်ရွှေတစ်ချက်သားကိုငွေကျပ်89သိန်း၄သောင်းအထိစံချိန်တင်ဈေးနှုန်းမြင့်တက်သွားပြီးဈေးကွက်ထဲမှာကုန်တယ်တွေလည်းအဖမ်းဆီးတွေရှိနေတဲ့အတွက်ငြိမ်နေကြရသလိုရွှေအသင်းကတတ်မှတ်တဲ့ဈေးနှုန်းတွေကဘယ်သူမှအယောင်ဝယ်မလုပ်ကြဘူးလို့လည်းရန်ကုန်ရွှေကုန်းတဲ့တဦးကပြောထားပါတယ်ခင်ဗျာ ဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ